ဒီကနေ့ကျွန်တော်တို့ WLS Education ရဲ့ Scatter Charge မှာတော့ကျွန်တော်တို့ပုံတွေပေါ့နော်ကျွန်တော်တို့ graph တွေတိဆောက်ပြီးသွားတဲ့အချိန်မှာဆိုရင် ကျွန်တော်တို့ကဟိုတော့သူရဲ့နောက်ခံ background အရင်အရှိအပိုင်းမှာဆိုရင်ကျွန်တော်တို့သူရဲ့နောက်ခံ background ကကျွန်တော် gray color ပေါ့နော် gray color line လေးနဲ့ကျွန်တော် gray color ဖြစ်တယ်ဆိုတော့ပြီးတော့သူရဲ့ point အနေအထားကလည်း color အဲလေးတစ်ခုရှိတယ် ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အပိုင်းမှာဆိုရင်ကျွန်တော်တို့အဲ့ဒီနောက်ခံပုံရနောက်ခံ background ကိုဘယ်လိုပြောမလဲပြောတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ point ပေါ့နော်အယောင်ဆက် sequence color ကိုလည်းကျွန်တော်တို့ set လိုက်ပေါ့နော်အစုံလိုက်အစုံလိုက်ကျွန်တော်တို့ဘယ်လိုပြောင်းလို့ရလဲဆိုတဲ့ဟာကို ရှင်းလင်းပြရပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ဟို example data နဲ့ပဲကျွန်တော်တို့သွားမှာဖြစ်တယ်ဆိုတော့ example data ီမှာကျွန်တော်တို့ XML data နဲ့လောက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ XML data ကိုရွှေ့လိုက်တယ်ဒါဒီမှာရွှေ့ပြီးသွားပြီဆိုရင်ဒီမှာဒီနေ့ကကျွန်တော်တို့ empty cars ပေါ့နော်နည်းနည်းကြီးတဲ့ data နဲ့ကျွန်တော်တို့လုပ်ကြည့်မယ်ပြီးတော့လည်းခါကြရင်ဒီမှာအဲ့တော့ကျွန်တော်တို့လုတ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ data တစ်ခု data ပေါ့နော်ကျွန်တော်တို့ကိန်းကနန်းဒီကနေ့ကတော့ကိန်းကနန်းဆိုင်ရာ data နဲ့ပဲကျွန်တော်တို့လုတ်မယ်ဆိုတော့ကိန်းကနန်းဆိုင်ရာ data မှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ my bar column ပေါ့နော် ကျွန်တော်တို့ကျွန်တော်တို့ host power ဘလောက်မှာဆိုရင်မိုင်ပါကလည်းဘလောက်ထိရောက်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ x ဝင်ရောမှာ host power ထားလိုက်မယ်ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့မိုင်ပါကလည်းကို y ဝင်ရောမှာထားလိုက်မယ်ပြောတော့ခါကျရင်ဒီမှာ ကျွန်တော်တို့အကျန်းပါနော်ကျွန်တော်တို့ထပ်ပြီးတော့မခွဲချမ်းစိတ်ပြခင်မှာကျွန်တော်တို့ဒီပါဘယ်လိုမျိုးရှိလဲဆိုတဲ့ဟာလေးကိုကြည့်ကြည့်မယ် ဒီမှာဆိုရင်ပုံထွက်ရှိလာပြီပဲဖြစ်ပါတယ်ဆိုတော့ဒါက host power ဒီမှာဆိုရင်ဒါကိုကျွန်တော်တို့ကြည့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာမြင်းကောင်းကြီးမြင်းကောင်းကြီးများတဲ့ကောင်ပေါ့နော်ဒါကျွန်တော်တို့ h man yoga host power ဖြစ်တယ်ဆိုတော့ဒီမှာမြင်းကောင်းကြီးအများဆုံးကောင်ကကျွန်တော်တို့ဒီမှာ15မိုင်ပါကလာမယ်ရတယ်ဆိုတော့ဒီမှာကကျွန်တော်တို့တစ်ခုတစ်ခုထောက်ဆရာရှိတာက ဒါကကျွန်တော်တို့ဒေတာက2 perspective ပေါ့နော်ကျွန်တော်တို့နှစ်ဖက်ကနေယူတော့ပဲကြည့်တဲ့သဘောဆိုတော့မြန်ကောင်ကြီး300ဆိုတဲ့ကောင်ကကားကကျွန်တော်တို့ကဒီ mind bar ကတည်းက15 mind bar ကလည်းမရတယ်ဒီမှာကျွန်တော်တို့ကားကငိမ့်တာမငိမ့်တာစီစားတက်တာတာငိမ့်တာမငိမ့်တာတို့ luxury ဖြစ်တာတို့မဖြစ်တာတို့ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားထားခြင်းမရှိဘူး data အရဆိုရင် ဆိုတော့ကျွန်တော်တို့မြင်းကောင်ကြီး300လောက်ရှိတဲ့ကားကတော့ဂျင်းတေပေါ့ကျွန်တော်တို့ကငိမ့်တဲ့ကားမျိုးပဲဖြစ်မယ်အဲ့ဒါကြောင့်လည်းသူကစီစားများလို့15မိုင်ပါကားလည်းမရတာမျိုးဖြစ်နိုင်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ data အရပေးထားတဲ့ data အရကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်မိုင်ပါကားလည်းအမြင့်ဆုံးရတဲ့ကောင်တွေကကျွန်တော်တို့မြင်းကောင်ကြီးမြင်းကောင်ကြီးနဲတယ်ကျွန်တော်တို့ဟိုတာလောက်မြင်းကောင်ကြီး20လောက်ပဲ ရှိမှာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့မြင်းကောင်းကြီး20လောက်ပဲရှိမှမျိုးဖြစ်တယ်ဒါဒီကနေပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကအယောင် data လေးတစ်ခုလောက်ပဲကျွန်တော်တို့ထည့်ကြည့်လိုက်မယ်ဆိုတော့ကြိုက်တဲ့ data ကျွန်တော်ထည့်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ gear ပေါ့နော် gear နဲ့ပဲကျွန်တော်တို့ခွဲပြီးတော့ကြည့်ချင်တယ်ဆိုတော့ကျွန်တော်တို့ကြိုက်တဲ့ဟာထည့်လို့ရတယ် gear gear ကကျတော့သူက data အခြေအတွက်နည်းတယ်ဆိုတော့သူ့ကိုအမည်နာမ data လိုမျိုးကိုစားပြုလို့ရတယ်ကိုစားပြုလို့ရနိုင်တယ်ပေါ့နော်ဆိုတော့ ီမှာဆိုရင်ကျွန်တော်တို့တကီယာထည့်ပြီးတော့ပုံကိုကြည့်ကြည့်လိုက်မှာဒါဆိုရင်ဒီ render plot ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့တစ်ခါကျရင်ဒီမှာသိရှိရတိုင်းပဲဒီမှာဆိုရင်ဒါကပါမျိုးဖြစ်သွားပြန်ပြီလဲဆိုရင်ဒီမှာကျွန်တော်တို့ host power ပေါ့နော်မြင်းကောင်ကြီးအများဆုံးကောင်ကကျွန်တော်တို့ဒီမှာ gear 5ချက်နဲ့ကောင်နေဖြစ်တယ် ကီယာ၅ချက်နဲ့ကောကီယာ၅ချက်နဲ့ကောင်ထဲမှာတော့မှကျွန်တော်တို့ကမိုင်ပါကလန်က30မိုင်ပါကလန်အထိရတယ်။ဘောနော်ကျွန်တော်တို့ဒီမှာအဝါရောင်လေးတွေကိုကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်မိုင်ပါကလန်အဖြစ်ကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်30မိုင်ပါကလန်အထိရတယ်။ဆိုတော့မြင်းကောင်ကြီးအဖြစ်ဆိုရင်သူတို့က100ကျော်တဲ့ဟာလေးတွေပဲမြင်းကောင်ကြီးက100ကျော်ကျော်လောက်တကယ်ကျွန်တော်တို့မိုင်ပါကလန်30လောက်ရတာ။ကားငိမ့်တာမငိမ့်တာတော့ ာတော့ဒီထဲမှာမပါဘူးပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့မြင်းကောင်းကြီးရဲ့မိုင်းပါကလန်ရဲ့ကျွန်တော်တို့ခီယာအဖြစ်ကြည့်မယ်ဆိုရင်ဒီလိုလိုမျိုးဆက်နွယ်ချက်ကိုကျွန်တော်တို့တွေ့ရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုထူခြားချက်ကတော့ကျွန်တော်တို့မိုင်းပါကလန်တော်တော်များများရတဲ့ကားကပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်အစိမ်းရောင်ခီယာ၄ချက်ကားတွေကမိုင်းပါကလန်ရတာများတယ် သူ့ရဲ့အ ਨੇ ဆုံးရတဲ့မိုင်းပါခလန်ကလည်းကျွန်တော်တို့ဒီမှာ16မိုင်း16မိုင်းခွဲကနေပြီးတော့စတယ်ဆိုတော့တခြားကားတွေဆိုရင်ဒီမှာဆိုရင် မြင်းကောင်ကြီးများတဲ့ကားအဲကျွန်တော်တို့ဒီမှာကီလိုမြင်းကောင်ကြီး200လောက်ရှိတဲ့ကားကကျွန်တော်တို့10မိုင်10မိုင်17မိုင်လောက်ပဲရတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့ဒါကတော့ဒါအကြမ်းမြင်းဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့သွားချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဒီထဲကနေပြီးတော့မှာ ကျွန်တော်တို့က background ဒီ gray color background color ကိုကျွန်တော်တို့ပြောင်းမယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ဒီအရောင်အဆက်ပေါ့နော်အရောင်အစုံလိုက်ကိုကျွန်တော်တို့တခြားအရောင်ဘယ်လိုအရောင်မျိုးတွေရှိလဲဆိုတဲ့ဟာကိုပြောင်းကြည့်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါဆိုရင်ဒီ background color ပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာအပေါ်တော့မယ်ဒီမှာ tones and color range ဆိုတဲ့ဟာလေးရှိတယ်ဒီဟာလေးကိုနှိပ်လိုက်မယ် ပြောတဲ့ခါကျတော့ကျွန်တော်တို့ဒါကတော့ background color ဖြစ်တယ်ဆိုတော့သူရဲ့ငကို default default color ကကျွန်တော်တို့ gray color ဖြစ်ပါတော့เนาะဆိုတော့ tint gray ဖြစ်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ပြောင်းကြည့်မယ်ဆိုတော့ဒီမှာဆိုရင် bw ရှိတယ် classic ရှိတယ် dark ရှိတယ်ဆိုတော့ bw ကကျွန်တော်တို့ black and white ဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုရွှေ့ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ပုံထုတ်ကြည့်မယ်ဆိုရင် မဆာရန်ဒါဘလော့ကိုနှိပ်လိုက်ပြီဒီမှာဆိုရင်တက်ရှိရာတိုင်းမှာကျွန်တော်တို့ gray color ပြောက်သွားပြီ gray color ပြောက်သွားပြီသူရဲ့ thing thing black and white ဆိုတဲ့ဟာလေးကကျွန်တော်တို့ line တွေတော့ရှိနေတယ်ကျွန်တော်တို့အဖြူရောပေါ့နော် အဖြူရော black and white ပဲ gray color ပြောက်သွားပြီဆိုတော့ကျွန်တော်တို့တခြားနောက်တစ်ခုကျွန်တော်တို့ပြောင်းချင်တယ်ဆိုရင်ဒီမှာပြောင်းလို့ရတယ်ဒီမှာကျွန်တော်တို့ classic ဆိုတဲ့ဟာလေးရှိတယ် classic ဆိုတဲ့ဟာဘယ်လိုမျိုးလဲ ဆိုတဲ့ဟာကိုဒီမှာကျွန်တော်တို့သွားပြီးတော့ဒီမှာထပ်နှိပ်လိုက်မယ်ဆိုရင်ဒီမှာသူရှိရတိုင်းမယ် classes ဆိုတဲ့ဟာမျိုးကကြတော့ကျွန်တော်တို့မျက်နှာပြင်တစ်ခုလုံးကိုကျွန်တော်တို့အဖြူရအောင်ပေါ့နော်ပြောင်းပြောင်းဖြစ်သွားတယ်ကျွန်တော်တို့ line ကကျွန်တော်တို့ h win you နဲ့ y win you ပဲသူတို့ကတိတိတတ်တာလေးဖော်ပြထားတာကိုပြတယ်ဆိုတော့ဒီမှာဆိုရင် တခြားဟာတွေကသူရဲ့ point တွေပဲဖြစ်တယ်ဆိုတော့ဒီဟာက tint black and white ပေါ့နော်ကျွန်တော်တို့ဒါအဖြူ background ကိုပဲလိုချင်တာဆိုတော့ဆိုရင်ဒါဒါ tint classic ဖြစ်တယ်ပြီးတော့နောက်နောက်တစ်ခုကကျွန်တော်တို့အမဲရောင်အမဲရောင်လိုချင်တယ်ဆိုရင်ဒီမှာ tint dub ဆိုတဲ့ဟာတွေရှိတယ်ဆိုတော့ဒီဟာလေးကိုရွှေပြောတော်တဲ့ခါကျရင်ဒီမှာဒါကျွန်တော်တို့ဒါ render plot ပေါ့နော် render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် ဆိုရင်ဒီဟာဆိုရင်ဒါအမဲရောင်ဖြစ်သွားပြီဖြစ်ပါတယ်ဆိုတော့ဒီရောင်လေးဖြစ်သွားပြီဖြစ်ပါတယ် dark color ပေါ့နော်မောင်မဲမဲရောင်ရသွားပြီဖြစ်ပါတယ်ဆိုတော့ဒီနောက်ခံ background ကဘယ်လိုမျိုးအခြေအနေမျိုးမှာစင်ပြေမလဲဆိုရင် ကျွန်တော်တို့အရောင်တည်တာပေါ့နော်ဒီမှာအရောင်တည်တာကျွန်တော်တို့ 3ခုလောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့အယောင် data နည်းနည်းများလာပြီး5ခုလောက်ရှိလာမယ်6ခုလောက်ရှိလာမယ်အဲ့ဒီထဲမှာကျွန်တော်တို့အယောင်မှိန်တဲ့ဟာလေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီဟာအတွက်ကိုပါကျွန်တော်တို့မြင်ရအောင်လို့ဆိုရင် ကျွန်တော်တို့ background ကိုကျွန်တော်တို့တင်း dark ပေါ့နော်အဲ့လိုမျိုးအမဲရအောင် ကျွန်တော်တို့လုပ်လိုက်ရင်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းအင်းကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တင်းတစ်ခုထပ်ပြောင်းကြည့်မယ်ဆိုတော့ အမဆိုရင်တင်းမီနီမယ်မီနီမယ်ဆိုနည်းနည်းလေးပဲပါတဲ့သဘောပေါ့နော်ဆိုတော့သူကဘယ်လိုမျိုးဖြစ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်ဒီမှာ render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာသူ့ပုံစံအားကြတော့သူကဒီမှာဆိုရင် h ဝင် u နဲ့ y ဝင် u ကကျွန်တော်တို့ line တားထားတာမရှိဘူးဆိုတော့သူကဒီမှာ ဒီဒီတဲ့ကအသွင်း line တွေကလည်းနည်းနည်းလေးပဲရှိမယ်ပြီးတော့တဲ့ခါကျတော့အသွင်း line တွေမှာပဲသူကအာ color ပေါ့နော် line အကြောင်းလေးပဲရှိတယ်တခြားဟာတွေက background ကလည်းအဖြူရောင်ကျွန်တော်တို့ h window နဲ့ y window ဟိုကလည်းဘာမှမရှိဘူးမြင်းဖြောက်အပြောက်ပေါ့နော်အပြောက်လုပ်ထားတယ်ဆိုတော့ဒါလေးကကျွန်တော်တို့တိန်းပေါ့နော်နောက်ခံ background လေးဖြစ်တယ်ဆိုတော့တခြား တခြားရောင်တွေလည်းဒီမှာအများကြီးပဲရှိပါသေးတယ်ဆိုတော့မိမိကြိုက်နှစ်သက်ရတည်ဆောက်လို့ရပါတယ်ဆိုတော့ဒီဟာလေးပဲထားထားလိုက်မယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ color set ပေါ့နော် color ဒီမှာဆိုရင်ဒီဒီခရမ်းအောင်ရှိတယ်စိမ်းအောင်ရှိတယ်ဒီမှာအဝရောင်ရှိတယ်ဆိုတော့ color ကျွန်တော်တို့ sequence color ပေါ့နော်ဒီ color နဲ့ကျွန်တော်တို့မှာဒီဒီ application မှာပေါ့နော် color ကို၃ခုရှိတယ် color ၃မျိုးရှိတယ်ဆိုတော့ ဒီမှာကာလာတစ်ခုရှိတယ်ဒီကာလာကျတော့သူကဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ဘောနော်ဒီ categorical data ကအရာမပါဘူးဆိုရင်ဒီကာလာကိုသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ x နဲ့ y ဝင် u ပဲကျွန်တော်တို့ပုံထုတ်လိုက်မယ်ဆိုရင် သူက အမဲရောင်ပဲဖြစ်တယ်မယ်ဆိုတော့အဲ့ဒီအမဲရောင်မှာသူ့အမဲရောင်ကကျွန်တော်တို့ point တွေအကုန်လုံးအမဲရောင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာ drag ပေါ့နော်ဒီ h ဝင်ရနဲ့ y ဝင်ရပဲရှိတယ်ဆိုတော့ color နေရာမှာကျွန်တော်တို့အနည်းအောင် red လို့ကျွန်တော်တို့ရှင်းလိုက်မယ်ဆိုရင် point တွေအကုန်လုံးကကျွန်တော်တို့အမဲအနည်းအောင်ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါကအကုန်လုံးကိုစားပြုတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ data အရာပေါ့နော် data အရာကိုကျွန်တော်တို့ထည့်လိုက်မယ်ဆိုရင်ဒီဟာသုံးလို့မရတော့ဘူးဆိုတော့ပြောတော့တဲ့ခါကျရင်ဒီဟာသုံးလို့မရတော့ဘူးဒီဟာကသူ automatic disable ဖြစ်သွားပြီဆိုတော့ ဒါ data အကြောင်းဖြစ်တယ်ဆိုတော့ဒီဟာအခုလောလောလတ်လတ်ကကျွန်တော်တို့ data အကြောင်းဆိုတဲ့ဟာလေးကိုထည့်ထားတယ်ဆိုတော့ data အကြောင်းဆိုတဲ့ဟာလေးကို key ကိုကျွန်တော်တို့ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာပုံမှာက3 4 5ဆိုတဲ့ဟာလေးပေါ်လာခြင်းဖြစ်တယ်ဆိုတော့ဒီ3 4 5ကသူကခရမ်းရောင်စိမ်းရောင်အဝါရောင်ဖြစ်နေရခြင်းအကြောင်းရင်းကဒီ sequence ကလာဒီဟာ varieties ဆိုတဲ့ဟာလေးကြောင့်ဖြစ်တယ်။ဒါကသူ့ဘာသာသူ ကျွန်တော်တို့ဘောနော် default origin နဲ့အယောင် or application ဖွင့်လိုက်တာနဲ့ဒီအယောင်ကိုအပြီးရွေးထားတဲ့ဟာမျိုးဖြစ်တယ်။ဆိုတော့ဒီအယောင်ကို ပြောင်းချင်တယ်ဆိုရင်ဒီဒီ၃ယောင်ကိုပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ဒီမှာဝင်ပြောင်းလို့ရတယ်။ဆိုတော့ validities ပြီးတော့ခါကျတော့ဒီမှာကျွန်တော်တို့ civitas ပေါ့နော်။ဒါကသူရဲ့ sequence အယောင်ရဲ့နာမည်တွေဖြစ်တယ်။ဆိုတော့ တရားလေးကိုရွှေပြောတော်တဲ့ခါကျရင် ကျွန်တော်တို့ဒီမှာပုံထုတ်မြည်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုတော့ဘယ်လိုမျိုးအကြောင်းမျိုးဖြစ်သွားမလဲဆိုတာကိုကြည့်မယ်ဆိုရင်ဒီမှာဆိုရင်သူရဲ့အကြောင်းလေးကဒီမှာ၃ကျွန်တော်တို့နတ်ပြပေါ့နော်နတ်ပြရဲ့ခဲရဲ့အဝါရောင်ရဲ့ဖြစ်သွားတယ်ပြောခါကျကျွန်တော်တို့ထပ် run ကြည့်မယ်ဆိုရင်ဒီဟာလေးပဲဆိုတော့ဒီမှာဆိုရင် သူကတခြား ဒါပါတော့ကျွန်တော်တို့တခြားအကြောင်းကိုထပ်ပြီးတော့ try ခြင်းလဲဆိုရင်ကျွန်တော်တို့တခြားအကြောင်းကြည့်ခြင်းလဲဆိုရင်ဒီအကြောင်းမကြိုက်သေးဘူးဒီမှာဆိုတခြားအကြောင်းရွေးလို့ရတယ်ဒီမှာ mac မှာ mac မှာဆိုတဲ့ဟာကိုရွေးလိုက်မယ်ရွေးလိုက်မယ်ဆိုရင်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ပုံထုတ်မြည်ဆိုတဲ့ဟာနှိပ်လိုက်မယ်အဲဆိုရင်ဒီမှာသူရှိရတိုင်းပဲအမဲရယ်ဒီမှာပန်းရောင်ရယ်ဒီမှာအဝါနုရောင်လေးရယ် ပေါ်လာပြီဖြစ်ပါတယ်ဆိုတော့တခြားအကြောင်းလည်းကျွန်တော်တို့တခြားအကြောင်းကျွန်တော်တို့ထပ်ပြီးတော့ပြောင်းကြည့်မယ်ဆိုတော့ဒီမှာဆိုရင် yellow orange beer ဆိုတော့ brown ဖြစ်မယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ယူဆန်းကြည့်မယ်ပြီးတော့တစ်ခါကျရင်ဒီမှာပုံထုပ်မြည်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်တွေ့ရှိရတိုင်းပဲဒီမှာဆိုရင် ဒီမှာအကြောင်လေးရဒီအကြောင်လေးရဒီမှာအကြောင်လေးရမှိန်နေဆိုတော့ဒီလိုလိုမျိုးဒီအကြောင်လေးရရှိသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာအကြောင်လေးရမှိန်နေဆိုရင်ခုနကကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ block thing ဆိုတဲ့နေရာမှာကျွန်တော်တို့ dark ပေါ့နော်ကျွန်တော်တို့ဒီအမှောင်အမဲအောင်ကိုကျွန်တော်တို့ရွှေ့လိုက်မယ်ပြော်တော်တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ပုံထုပ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် ဆိုရင်ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့ရဲ့ plot thing နဲ့ဒီ dark color ပေါ့နော်မဲရောင်နဲ့ကျွန်တော်တို့ဒီပြောင်းလိုက်တဲ့အရာဒီ yellow orange brown ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့တွဲပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့မပေါ်တဲ့အရာလေးတွေပါကျွန်တော်တို့ပေါ်လာပြီပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တခြားយ៉ាងတွေကိုလည်းကျွန်တော်တို့ចែកနှစ်သက်တူမျိုးဆန်လို့ရတယ်ဆိုတော့ဒီနေ့ခံရတော့ကျွန်တော်တို့ဒီ plot tains ပေါ့เนาะ tain နဲ့ကျွန်တော်တို့ sequence color set ကိုရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်